အားလုံးပဲမင်္ဂလာပါ Digital Fusion ကုမ္ပဏီအကျိုးဆုံးပါတယ်။ယခု Digimin တို့ကို Mobile Client ကဘယ်လိုခြေစပ်မယ်ဆိုတော့ရှင်းပြပေးတော့ဖြစ်ပါစေ။အရင်ဆုံး license တွေက Mobile Client license တွေကိုဝင်လိုက်ပါ။ပြင်ဆုံး firewall ကို disable လုပ်ပေးပါ။ပြီးတော့ဒီက IP address တွေကိုတစ်ချက်လောက်မပေးထားပေးပါ။ပြီးရင်တော့ IP address မှန်မှန်စစ်လို့ရပါတယ်။စစ်ချင်တော့ Windows အောက်နှိပ်ပါ။ CMD လို့ရိုက်ပါ။အန္တရာနှိပ်ပါ။ ဒီလိုမျိုး command ပေါ်လေးပေါ်လာပြီဆိုရင်တော့ဖြစ် imd c o n f i g လို့ရိုက်ပြီးတော့ enter နှိပ်ပါဒီမှာ imp4 address ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်ဒီက ip address နဲ့ဒီက ip address နဲ့တူအောင်မှာဖြစ်ပါတယ်ပြေးလို့ရပါမယ်ပြေးတော့ဒီကြီးမင်းတော့ဝေယူထားတဲ့ mobile client ရဲ့အလုံးရစ်တော်ကို update လုပ်လိုက်ရင်ဒီမှာကြီးလို့ရပါတယ်အတက်လုတ်ပြပါမယ် ီမှာအာ mobile client တုံးလုံးဝယ်ထားပါတယ်ပြီးရင်နော်ဒီမှာ client ခွဲထားတဲ့ user account ကို password ကိုပြန်လဲတက်မှတ်ပြန်ဖြစ်ပါတယ်ခဲရံပုံစံလေးကိုနှိပ်လဲပါအဲဆိုတော့ဒီမှာ password ကိုပြန်လဲတက်မှတ်ပြန်ရပါတယ်ဒီရောတိတ်မီကိုနှိပ်ပါ တိတ်မိနေပါဒါဆိုရင်တော့ရသွားပါပြီပြီးရင်တော့မိုဘိုင်းဖုန်းလေးက fusion link တွေကိုဝင်မိပါဒီမှာ main server ရဲ့ IP address ကိုရိုက်ထည့်ပေးပါ။ပြီးရင် connect ကိုနှိပ်ပါ။

င်းရင်ထုတ်ပြအောင်ဖြစ်ပါတယ်အဲဆိုရပါပြီကျွန်တော်တို့အခုမိန်းစာမှာရောင်းစင်းမှာတွားပြီးတော့ခုနကတော့မိုဘိုင်း client ကရောင်းလိုက်တဲ့ရောင်းပေါက်ချာကိုတွားရကြည့်လို့ရပါတယ်ခုဆိုရင်တော့ ကျွန်တော်တို့အာမိုဘိုင်း client ကိုချိတ်ဆက်တာဖြစ်ပါပြီမင်္ဂလာရှိသောနေ့ရက်တွေပိုင်ဆိုင်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်